ကဲဒီတစ်ခါမှာတော့စီရီကြိုက်တဲ့ငါးကြော်နှစ်ပုံစံလေးနဲ့အဖေလာလေတော့ကစိုက်ပေးခဲ့တဲ့ခြံတွက်ချမောင်ရွက်လေးတွေနဲ့ချမောင်ချင်းစလေးချက်ပါမယ်။လွယ်လွယ်ကူကူပဲအိမ်မှာရှိတာလေးတွေနဲ့ချက်ပါပါ။ချစ်တော်နီကျော်ဖို့ပပလေးလှီးမယ်။ချစ်တော်မျိုးကိုလည်းပပလေးလှီးတာ။ငါ့ကိုတော့ကြိုက်နေတတ်တဲ့ငါးတုံးလို့ရပါတယ်။စီရီကတော့စီဘရင်တုံးတာပါလေ။ကြော်တဲ့အခါမှာကြွအောင်လို့အတုံးတိတိလေးတွေလှီးပြီးတော့မှွန်ထားပေးလိုက်။ပြီးရင်တော့ရေပြောင်ဆေးပြီးတော့စစ်ထားလိုက်။ ချမောင်ရွက်လေးတို့လည်းရေးစေးထားမယ်ချံရွက်လေးတွေဖြစ်လို့ချမောင်ရွက်လေးတွေကနုနုလေးနဲ့အရန်ကိုတန့်နေရပဲရေးစေးပြီးတော့စစ်ထားပြီးရင်ငါ့ကိုအရသာနှက်မယ်စမင်းစားနဲ့ငပြားလေးနည်းနည်းထည့်ပြီးရင်တော့အကုန်လုံးရောနေအရသာဝင်အောင်လို့ဒုံးချင်းစီနေပေးလိုက်ငါရရတာနှက်ပြီးွားရင်စပြီးကြော်မယ်။အိုးပူလာရင်စီထက် ပြီးတော့ငါးကြော်တုံးလေးတွေထည့်ပေးလိုက်။မြေရန်ပြင်းနေတဲ့အချိန်မှာမထည့်ပါနဲ့စီပေါက်တတ်ပါလေ။ငါးကြော်ကိုကျွတ်ကျွတ်ကလေးစားကျင်တာနဲ့စီများများလေးနဲ့ထည့်ကြပါလေ။ငါးကြော်ထားတော့ချင်းမောင်းပြင်းမယ်။အိုးပူလာရင်စီလေးနဲ့နဲ့ထည့်။ကျွတ်တုံဖြူနဲ့ကျွတ်တုံညီထည့်ပြီးတော့စီတက်မယ်။ကျွတ်လာပြီဆိုရင်စနွေ၊မြေဥသီးစိမ့်မုံလေးထည့်ပြီးကြော်။ဆက်ဆက်လေးဖြစ်သွားအောင်လို့စားနိုင်ကြအောင်မြေဥသီးလေးကိုထည့်ပြီးစီတက်။ပြီးရင်တော့ချင်းမောင်းလေးထည့်။စီတက်တဲ့ချိန်မှာတခါတည်းငပိထည့်ပြီးစီတက်လို့ရပါတယ်။စီတီကတော့မေ့သွားလို့ကျွန်မအရင်ထည့်မိလိုက်တယ်။ ပြီးရင်တော့ရေစိမ်းထားတဲ့ပစုံကြောင်လေးတွေထက်မပြရည်လေးနည်းနည်းပေါက်စားလေးနည်းနည်းထက်ပြီးရင်တော့အိမ်မှာအလွယ်ရှိနေတဲ့ငပီတောင်းလေးထည့်ပါမယ်ဒီနေရာမှာနှင်းငပီအစိမ်းကိုလည်းထည့်လို့ရပါတယ်အကုန်ရောပြီးတော့အနံလေးမွေးလာတဲ့အထိကြော်ပေးလိုက်ပြီးတော့မှရေမြုပ်အောင်ထည့်အဖုံးအုပ်ပြီးစူအောင်ပြထားပေးလိုက်အခုလို့ငါးကြော်ကအပေါ်ရန်လေးတွေကျွတ်လာတော့မှတစ်ဖက်ကိုဖြန်ပေးငါးရီအခုလို့အတွဲလိုက်ဖြစ်နေတဲ့စိတ်မပူပါနဲ့ငါးကြော်အေးသွားရင်အလွယ်တကူခွာထုတ်လို့ရပါတယ် ခုလိုနှစ်ဖက်လုံးကျွတ်လာပြီဆိုရင်တော့ဆဲထုတ်လိုက်။ငါကျော်ထားတဲ့စီနဲ့ပဲချစ်တုံပြူပပလေးဓာလေးထည့်ကျော်မယ်။၈၀ခန်းလုံးလောက်ကျက်ပြီဆိုလို့ရှိရင်စီစစ်ထုတ်လိုက်။ကျက်တော့မှချမယ်ဆိုရင်တူးသွားတတ်ပါတယ်။ပြီးရင်ချစ်တုံညိုလည်းကျွတ်နေအောင်ထည့်ကျော်မယ်။ချစ်တုံညိုလေးတွေအကျက်ညိအောင်လို့အဆက်မပြတ်မှွေပေးသွားလိုက်။ရွှေရောင်လေးတွေတန်းလာပြီဆိုရင်တော့ရပါပြီ။စီပူလေးတွေမှာငရုတ်သီး၆တွေထည့်ကျော်လိုက်။ ကျုပ်ပြီဆိုရင်ဖယ်တာမိအားကိုရှော့ပြီးတော့ငရုတ်သီးခွဲချမ်းအောင်ထည့်ကျော်ခဏလေးပဲကြော်ပြီးပြီးတော့စီစစ်ထားလိုက်အားလုံးစင်းနေပြန်ရောမယ်ငါးကြော်ထည့်ခုနကကြော်ခဲ့တာလေအကုန်လုံးရော့ထည့်စားလေးနည်းနည်းထည့်ပြီးရင်တော့တေချာလေးအထက်အောင်မှုပေးလိုက်ရင်ရပါပြီချမောင်ဟင်းအိုးလေးကလည်းစူနေပါပြီအရသာအချင်းဆက်အတော်ပဲဆိုရင်ရပါပြီဒီညမှာမြစ်ကိုထည့်ခြင်းလည်းရပါတယ် CDR အလွယ်မရှိလို့မထည့်တော့ပါဘူးအခုဆိုရင်တော့ငရုတ်သီးကြော်နဲ့မှုမွေးလေးနဲ့ငါးကြော်နဲ့ကျွတ်ကျွတ်ရွရွလေးရဲ့အရေးသားကိုချမောင်ချင်းဆက်လေးကလည်းအစင်သင့်ဖြစ်နေပါပြီ ချစ်တဲ့ငယ်ချင်းတို့စားပါဦးအနံလေးတွေကအယမ်းမွှေးနေလို့စွဲပြီးချစ်မောင်ဟင်းလေးကလည်းချင်းဆက်ကလေးနဲ့ချစ်သွွန်ကြောင်ရုပ်တီးကြောင်မှုမွှေးလေးနဲ့ငါးကြော်ကလည်းအယမ်းကိုစွဲဆောင်နေပါပြီအိုးငါးကြော်အတန်လေးကိုနားထောင်ကြည့်ကျွတ်ရွပြီးတော့အယမ်းကိုစားကောင်းပါလေဒါလေးကတော့ CD ကြိုက်တဲ့ငါးကြော်နဲ့စတိုင်လေးပါချစ်တဲ့ငယ်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်တော့နော်ကဲစားပြီဆိုရင်တော့ထုံးစံတိုင်းစေကျော်ရေတုပ်အဝင့်နဲ့အုပ်